့ lesson ကိုကျွန်တော်တို့ပြန်ပြီးတော့ဖွင့်မှာပေါ့နော်ဖွင့်မှာအဲ့ဒီတော့ဒီ application ကိုထုတ်ကြည့်အောင်ပေါ့နော်မနေ့ကတော့ lesson လေးကိုအဲ့တော့ဘယ်လိုပုံစံဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်မှာပေါ့နော် အဲ့တော့ဒီပေါင်းလေးကိုနှိပ်ကြည့်လိုက်အဲနှိပ်ကြည့်လို့ရှင်ဒီမှာအပေါ်ဘောက်ကနံပါတ်ပေါ့နော်အပေါ်ကဖုန်းနံပါတ်အဲ့တော့ဘေးကွက်မှာဗာရဲရမယ်လေဆိုတာကိုသူကပြမထားဘူးပေါ့နော်အဲ့တော့လဲရိုက်တာလေးဗာရဲမဖြစ်အောင်ကျွန်တော်တို့ကအဲဘေးဘောက်မှာဗာရဲရမယ်ဆိုတာကိုပြောတယ်ဟာထင်တယ်ပေါ့နော်ဒါဟင်ပေါ့နော်အဲ့တော့ I am being used in voice. One says, and we do says, and a bogoga, no, a bogoga, USCI, USCI. နေအောက်ကကဖုံးပေါ့နော်ဖုံးနာပါပေါ့နော်အဲ့တော့ဒီအကြောင်းအကြောင်းအပါအောင်တော့ဘေးကွက်မှာပါရရမယ်ဆိုတာကိုပြရတဲ့အကြောင်းတစ်ခုပေါ့နော်အဲ့တော့သူကဒီဖုံးကွက်မှာရိုက်တယ်ဆိုလို့ရှင်ဖုံးနံပါတ်ပဲရိုက်ထည့်လို့ရမယ်ပေါ့နော်တခြားစာသားတွေရိုက်ထည့်လို့မရဘူးအဲ့တော့ကျွန်တော်က input 1ကနာမည်တက်တက်ဆိုတော့ sas dyb အဲ sas invoice type I am being duty employed and what does does အောက်ကကကျွန်တော်ဖုန်းနံပါတ်ဆိုတော့ဖုန်းနံပါတ်အတွက်က says employs die employs die type ပြီးဖုန်းမနော်အဲဒါကျွန်တော်ဖုန်းနံပါတ်အတွက်ပေါ့နော်အဲ့တော့ဒီနှစ်ခုထည့်ပြီးပြီဆိုရင်ဘယ်လိုပြောင်းလဲတော့လဲဆိုတော့ကြည့်အောင်ထုတ်ကြည့်လိုက်မယ်နော် ဒါကကြောင့်တဆင်ချင်းပြရတာပေါ့နော်အဲဒီချို့နားမလဲဘူးဆိုရင်လည်းဒီနားမလဲတဲ့အပိုင်းလေးတွေနေထားလို့ရတာပေါ့နော်အဲဒါနောက်ဗီဒီယိုတွေမှာကြာတော့ကျွန်တော်ဆက်ပြီးတော့ပြရမယ်ပေါ့နော်ဒါကကျွန်တော်တို့အရင်ဟာကိုဒီဒီဘောက်မှာပါထည့်ရမယ်ဆိုတော့စာကိုပြရတာပေါ့နော်ဘုံကအခြေခံမရှိသေးတဲ့လူတွေဆိုတော့ကိုလောက်ပြရပါတော့เนาะတကယ်ပြည်ပြည်သားတပ်ပြည်သားလူတွေကတော့မလုံးနဲ့ပါတော့ဒါဖုန်းနဲ့ကျွန်တော် application ကြီးမျိုးတွေကိုပြပေးနေတာ လို့ရှင်ဒီ application ရေးပြီးအောင်ဘယ်လိုရှာမလဲဆိုတာကိုလည်းပြောပြမှာပေါ့နော်ဒါ user name ဒီမှာ phone number ဆိုပြီးတော့အဲ့ဒါ phone number ဘက်ကိုထောက်လိုက်တယ်ဆိုရင်ဒီမှာ phone number ရိုက်ထည့်ဖို့ပဲသူကပေါ်လာတယ်ပေါ့နော်ဒီမှာတော့ user name ဘက်ကိုရိုက်ထည့်လိုက်တယ်ဆိုရင် name ရိုက်ဖို့တော့လည်းသူကပေါ်တယ်ပေါ့နော်ဟုတ်ပြီဒီကနေ့ဒီမှာ software နာမည်ပေါ့နော် software နာမည် my lesson 1လို့ပြနေတယ်အဲ့ဒါကြောင့် software နာမည်ကို change လုပ်လို့ဆိုရင် ကံလေးကိုထောက်မယ်ထောက်ပြီးရှင်ဒီလိုပေါ်နေရဆိုလို့ရှင်ဒီ SRC ပေါ့နော် RES RE ရဲ့ထဲကနေလို့ဒီမယ်ဒေလီပေါ့နော်အဲကောင်လေးပေါ့မယ်သွားပြီးလို့ရှင်ဒီမှာစွန့်ဆိုရဲဖိုင်ကြီးလေးကိုဝင်လိုက်မယ်ဒီမှာ mind lesson ဆိုတာဖြစ်နေပေါ့နော်အဲ့တော့ symbol ပုံ quantum ကြောင်းသွားပြီเนาะဒီမှာကြောင်းသွားပြီ single phone quarter အဲ့တော့ application နာမည်လည်း change သွားပြီပေါ့နော်နောက်ပြီးဒါကကျွန်တော်ရဲ့ software နာမည်ကိုပြောင်းလဲလိုက်တာပေါ့နော် app name ဆိုနေတာနဲ့အဲ့တော့ကျွန်တော် java cluster ကိုပြန်သွားမယ်အဲ့တော့ java cluster ရောက်ပြီဆိုရင်ကျွန်တော်အလုပ်တွေကို load ဖို့အတွက် editor ဆိုလို့ရှိရင် editor တွေဒီမှာ number 1 number 2ဆိုဒီမှာကျောင်းရတာပေါ့နော်အရင်ကကျွန်တော်တို့ဒီ sheet မှာ အက်ဒစ်တာကိုဂျောညာထားတာပေါ့နော်အခုကကျွန်တော်တို့ဒီ public ဖြစ်အောင်ဒီမှာလာပြီးတော့ဂျောညာထားရပေါ့နော်အဲ့တော့ကျွန်တော်ဂျူဆန်နေဒီမှာပေါ့ဒီကျွန်တော်တို့ကဖိုင်ပေါ့နော်ဖိုင်တစ်ခုဒီဆောင်အဲ့တော့ SHRED share ရေးပြီးခံအောင်တော့မှာနော် share ရေးပြီးခံ ရာရေးပိခန့် SHD လို့ပေးမယ်ပြီးလို့ရှင်ရှရာရေးပိခန့်ကိုကျွန်တော်တို့ကဒီဖြတ်ဖို့အတွက် editor ခေါ်မှာပေါ့နော် EDI D editor EDI D ဟာ editor ဆိုရင်နာမည်ပေးတယ်ပြီးလို့ရှင်သူတို့ကိုဒီခေါ်မှာပေါ့နော်ဖန်တီးလိုက်မယ် gas ရှရာရေးပိခန့် name သူကဗာလဲဆိုတော့ MO D မူပဲပဲပေါ့နော်ပဲပဲဖြစ်တဲ့ file ကိုဖန်တီးမယ်ပြီးလို့ရှင် EDI D ကို editor ကဘယ်ရည်မှာလဲဆိုတော့ SSD EDI D attest အဲ့ဒါ CON D A C T S contact ဆိုပြီးတော့နာမည်ပေးလိုက်တယ်ပေါ့နော် file ကိုကျွန်တော်တို့ contact ဆိုပြီးတော့နာမည်ပေးတယ်ပြီးလို့ရှင်သူ့ကို edit လုပ်ဖို့အတွက် editor တစ်ခုဖန်တီးလိုက်တယ်ပေါ့နော်

ခြေအဆုံခြင်းစင်အဲ့ဒါပေါ့နော်မြေခြင်းစင်အဲ့ဒါကျင့်ကြံတဲ့အရာတစ်ခုခံတည်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘေးကနေကြတာဒီမှာ share လေးပြန်ခံနေတာ file တစ်ခုကနေဒီမှာအဲ့တော့ file ကိုကျွန်တော်တို့ဒဂါလို့နာမည်ပေးထားမှာအဲ့တော့ try gas e h e depression is အဲ့ဒီမတ်တက်ကပါအောင်ဆိုဒီ try get ပေါ့နော် try ဆိုတာလုံမယ်ပေါ့နော်အလုပ်တစ်ခုကိုလုံမယ်အဲအလုပ်တစ်ခုကိုလုံလို့အောင်မယ်နေဆိုရင်ဒီထဲမှာပြရမယ်ပေါ့နော်တကယ်လို့မအောင်မြင်ဘူးဆိုလို့ရှိရင်ဒီ get get ထဲမှာပြရမယ်ပေါ့နော်အဲ user form တစ်ခုကိုမရှိဘူးဆိုရင် software ကထွက်သွားမယ်ပေါ့နော်အဲ့တော့မထွက်တော့ကျွန်တော် try get နဲ့ဖမ်းလိုက်တဲ့တဘောပေါ့နော်အဲ့တော့ try get နဲ့ဖမ်းပြီးတော့ကျွန်တော်ဘယ်လိုလုပ်မလို့ဆိုတော့ str အရင်ဒီ string dd ထက်တာပေါ့နော်ဒါတာအဲ့တော့ဒါကနေဒီမှာလို့ ssd gas data ဆိုရဲ file ကနေလိုက်ယူမှာပေါ့နော်အဲ့တော့ဒီ data ကကျွန်တော်ဘာလုပ်မလို့ဆိုတော့ဒီမှာကြော်ညာပြင်းမယ်နော်ကြော်ညာလိုက် အတီယာအာယန်ဒီစန်ဒီဒီဒီတတာအဲဒါဆိုလို့ရှိရင် public ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ data တွေက select တွေ့ပြီးရယ်ယူပြီးလို့ရှိရင် GA ဒီ CS ဆိုတာချင်းစံ error ဘယ်ကနေယူလို့ဆိုတော့ DAD data ဆိုရယ် file တွေကနေ ဒီကျင်းစဲအဲ့ဒါကိုယူလိုက်တယ်ပေါ့နော်အဲယူထားပြီးတော့မှကျွန်တော်တို့ကဒါကိုဆက်ပြီးတော့အတုံးချမှာပေါ့နော်အဲဒီတော့ဒီကောင်လေးကိုနှိပ်ပြီးတော့ထုတ်ကြည့်လိုက်ပြီးတော့ခုကျွန်တော်ဒီဘိုင်းမှာပြတာဘာတော့ဆိုတော့ဒီ share ရဲ့ breakdown တစ်ခုအတက်တစ်ခုဒီရောက်တယ်ဒီဆက်ပြီးလို့ရင်ကျင်းစဲတစ်ခုကျင်းစဲအဲ့ဒါတစ်ခုအပေါ်မှာခေါ်ထားတယ်ပြီးလို့ရင် string ပေါ့နော် string data ဆိုတော့ string ပေါ့အဲ အဲ့တော့ contact contact ထဲမှာ data ဆိုရယ် file နဲ့ဒီ file name တစ်ခုနဲ့ကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ user name တွေကိုတိမ်းပါပေါ့နော်အဲ့တော့ forward လေးကိုဖွင့်ကြည့်မယ်ဆက်ပြီးတော့လုပ်မယ်ပေါ့နော်ဆက်ပြီးတော့လုပ်မယ်အဲ့တော့ချင်းစင်အဲ့ဒါတခု ဖန်တီးပြီးတော့ဖန်တီးပြီးတော့ဆိုရင်ကျွန်တော်ဒီမှာဗာဆက်လုံလို့ဆိုတော့ဖုံးနံပါတ်ပေါ့နော်ဒီမှာဒီပေါက်ပေါ့နော်ထာကအပေါက်ပေါ်လာလို့ရှင်ပေါက်ထဲမှာပါရက်ဆိုကလုတ်ကိုနေဖုံးနံပါတ်တွေပါတင်ရမှာပေါ့နော်အာအာရင်ဒီစတရွန်နေဗီယန်နေဒီမှာဆိုတော့အင်ပို1အနေနဲ့ပေါ့နော်အင်ပို1ဒက်ဒက်ဒီစတရွန်ဒီတော့စတရွန် 4 and go to ka ta tu sa အဲ့တော့ဒီမှာ name နဲ့ဖုန်းနံပါတ်ကိုဘောက်တွေကနေပြီးယူလိုက်ပြီးတော့เนาะဒီ input တွေကနေယူလိုက်ယူပြီးလို့ရှင်ကျွန်တော်တို့က JSON format တစ်ခုနဲ့သူတို့သိမ့်မယ်ပေါ့เนาะ JSON object တစ်ခုနဲ့အဲ့တော့သူ့ကိုလည်း tr1 try ကနေဖမ်းမယ်เนาะ try try cast EH EAC ဒီက extraction E ကိုလိုက်မယ်အဲ့ဒါဖြစ်တယ်ဆိုရင်ဒီမှာလာပြီးတော့ပြရမယ်ပေါ့နော်ဒီလိုရဲ့ဒီတူတူဆိုအဲ့တော့ဒီမှာကျင်းစင် object ကိုဆိုလိုက်မယ် GS ဆိုရင်ကျင်းစင် object GO 如解锁之身或解，那你来比如性之物，伊的 pues no pues ai đó pues này ví dụ như chiều pues hồ ai đó thì qua cố thì nó là anh em này tu gạo ဒီရရှိဝင်ဒီဖုံးအဲ့ရရှေ့ရနှိမ်ကကျွန်တော်တို့ကကီးပေါ့နော်နောက်ကနှိမ်ကဘဲလူပေါ့နော်ဒီ input 1ကယူထားတယ်နှိမ်ကိုယူလိုက်တာရှေ့ရနှိမ်ကအဘီလူနောက်ကရှေ့ဟာကီးနောက်ကဟာဘီလူပေါ့နော် ph ဝင်ဖုံးပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကဘဲလဲကိုထည့်မလို့ဆို g a ကျေ boss အဲ့တော့ဗီဒီယိုထဲမှာဆိုတော့ဒီ boss ဆိုပြီးတော့ငါကျွန်တော်တို့ဒီလေးကိုပေါင်းလိုက်မှာပေါ့နော် boss ကျင်းစင်အောင်ကျင်းနေတယ်သူ့ကိုဒီထဲမှာပေါင်းပြီးတော့ထည့်လိုက်မယ် boss ဒီ ောက်ပြီเนาะဂျင်ဆွဲအဲ့ဒါလေးကိုဂျင်ဆွဲအော့ချက်ထည့်လိုက်တယ်ထည့်ပြီးလို့ရှင်ကျွန်တော်ဒတာတွေကို save save မှာဖြစ်တဲ့အတွက်ဘယ်လိုလုပ်အောင်မလုပ်ဆိုတော့ဒီ UDI DIY editor UDI person G A 2 ะไอ้တော့ဆိုတော့ဒီ DA DA data data ဆိုတဲ့ဟာထဲမှာ data ဆိုတဲ့ file နဲ့ကျွန်တော်တို့ဒီဖုန်းနံပါတ်နဲ့ဟိုဟာတွေကိုတင်လိုက်ပြီးတော့เนาะ key value နဲ့အတွဲနဲ့ json error တခုကို string file ဖြစ်ပြောင်းပြီးတော့တင်နေတင်လို့ရှိရင် edi editor comments DO ရဲ့ဒီ2ကစာစပ်ပေါ့เนาะ ဆက်ဆက်အောင်မြင်တယ်ဆိုပြီးတော့စာပြလိုက်တယ်ပေါ့နော်အဲ့တော့ဒီစော်ဝဲလေးကိုကျွန်တော်တော်တော်လေးကိုထုတ်ခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒါ gender object တခုဖန်တီးတယ်ဖန်တီးလို့ရှင်နေထုတ်တယ်ထုတ်ပြီးလို့ရှင်ဖုန်းနံပါတ်နဲဒီ name key ဘာ key ပဲလို့နဲတိတ်နေပေါ့နော် gender တခုနဲ့အဲ gender object တခုတိစားတယ် gender object ထဲမှာ name key ပဲလို့နဲဒါဒါတွေပိတ်နေပြီးလို့ရှင်အဲ့ gender object ကို gender error လဲထည့်တယ်ပေါ့နော် gender error တခုကို ထည့်ပြရတဲ့ကျန်စဲအရာတွေကိုကျွန်တော်တို့ကစွန့်ပိုင်ပြောင်းပြီးတော့ထိုင်နေဆရာကြီးပြေခံနေမှာတိတ်လိုက်တာပေါ့နော်အဲ့တော့ဒီဝိုင်းရေတူကျော်ကျော်ကျော်နာမည်နဲ့ဖုန်းနံပါတ်ကိုတိတ်လိုက်နေပေါ့နော် yes ဒီမှာစာစတက်ဖြစ်သွားပြီနော်ဒါတော့တိတ်ပြီးပါပြီနောက်ထပ်ကျွန်တော်စက်ပြီးတော့တိတ်ကြည့် ဒါဆိုရင်ကြောက်ကြောနာမည်နဲ့မောင်မောင်နာမည်နဲ့ data လည်းသိပြီးပါပြီပေါ့နော်။ကြည့်သိပြီးသွားတဲ့ data တွေကိုကျွန်တော်တို့ပြန်ပြီးတော့ဖတ်တဲ့စနစ်နောက် lesson မှာကျွန်တော်တို့ဆက်ပြီးတော့ပြရမယ်ပေါ့နော်။ဒီ lesson ကိုဒီနေ့မှာခဏနားလိုက်မယ်ပေါ့နော်။